ကရင်ပြည်မြဝတီမြို့နယ်လေးကီကောဒီတာမှာစစ်ကွမရှင်တပ်ကအထိနာပြီးတော့လီကျောင်းစစ်ကူခေါ်ယူတိုက်ခိုက်နေတယ်လို့ဒီတာခန်တွေက ပြောပါတယ်။လေးကီကောမြို့တစ်တောင်ဘက်ကရတိကူရွာနာတဝိုက်မှာကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNLA ပူပေါင်းတပ်နဲ့စစ်ကွမရှင်တပ်တွေကြားတိုက်ပွဲတွေပြင်းထန်နေတာပါ။ အော်တိုဘာလ30ရက်နေ့မွန်သက်12နှစ်လောက်မှာ KNL ပူပေါင်းတပ်ဖွဲ့ရဲ့မိုင်းဆွဲတိုက်ခိုက်မှုတွေနဲ့ပျောက်ကြားတိုက်ခိုက်မှုတွေကြောင့်စစ်ကောင်မရှင်တပ်နဲ့ BGF တပ်ဖွဲ့ဝင်တွေဟာထိခိုက်ဒေဆုံးမှုများခဲ့ပါတယ်။ထိခိုက်ဒေဆုံးမှုတွေများခဲ့ပြီး80မတိုးနိုင်ဖြစ်နေတယ်လို့ရှေ့တဲ့သတင်းမြစ်တွေကပြောပါတယ်။အထိနာတဲ့စစ်သား73ယောက်ကို BGF ကဖအံတောင်ကလေးစေးရုံကိုတဲပို့ခဲ့ရပြီးဒေဆုံးသူတွေကိုမဲဝါခီးရွာပြင်မှာမိရှုတကြခဲ့တယ်လို့ဆိုပါတယ်။ ဒီလိုအထင်းလာတဲ့အတွက်စစ်ကော်မရှင်တပ်ဟာ Y12 လေယာဉ်ကိုအတုံးပြုပြီးရတဲ့ကူတောင်ကျောနဲ့မဲဝါခီဘက်ကိုဗိုလ်ကျဲတိုက်ခိုက်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုတွေကြောင့်ဒေသခံတွေဟာဘုတ်ခုကျင်းတွေထဲမှာရှောက်သိမ်းနေရတယ်လို့ဖလူးရွာက ရက်မြရဖတ်တယောက်ကပြောပါတယ်။လက်ရှိချိန်တွင်လေကီကောဝေါ်လီဒီတာနဲ့ဒေါနာတောင်လန်ဟောင်းတွေဘက်မှ KNLE မဟာမိတ်တပ်တွေနဲ့စစ်ကွန်မရှင်တပ်တွေကြားနေ့တိုင်းတိုက်ပွဲဆက်လက်ဖြစ်နေစေဖြစ်ပါတယ်။